ရေးအတွက်သာ invest လုပ်မယ်ဆိုလို့ရှိရင်တဲ့ကျမတို့တွေတဲ့အချိန်လေးအများကြီးရလာမယ်ပေါ့နော်။ဒီမန်ဂျပန်တိုင်းဘယ်လိုရအောင်သွားမလဲ။ဒီမန်ဂျပန်တိုင်းဘယ်လိုရှိရဲ။စသည်ဖြင့်အဲ့ဒီအကြောင်းသုံးခုကိုပြောနေတဲ့လူတွေရှိတဲ့ဆိုဝဲဝိုင်းကိုတန်း join ပါတဲ့။ကျမနေခြင်းဟာချမ်းသာခြင်းဖြစ်ပြီးနံပါတ်1ကကြတော့ကိုယ်အပေါင်းအသင်းပေါင်းတဲ့အခါမှာပဲဖြစ်ဖြစ်ကိုယ် environment ကိုတည်ဆောက်တဲ့အခါမှာပဲဖြစ်ဖြစ်ဟယ်လိုမင်္ဂလာပါရှင်။ financial vigilance sports ကနေပြန်လဲကြိုးစားပါတယ်ဒီဒီဘက်မှာတော့ဝေမျှခြင်းနဲ့ခေါင်းစဉ်လေးကဒီ financial vigilance ရဲ့ page နဲ့လည်း like ဖတ်တဲ့ career group လည်းဖြစ်တယ် career group ဖြစ်မှ financial group ဖြစ်တာပေါ့เนาะအဲ့ဒီ career group နဲ့လည်းသက်ဆိုင်တယ်ကိုယ့်ရဲ့ life goals objective တွေနဲ့လည်းသက်ဆိုင်တဲ့အရာလေးနှစ်ခုဝေမျှခြင်းတာဖြစ်ပါတယ်နံပါတ်1ကတော့တဲ့ကျမတို့အားလုံးရဲ့ပိုင်ဆိုင်မှု SSD ထဲမှာတဲ့တန်ဖိုးအရှိဆုံး SS ကတဲ့ဘာဖြစ်မလဲတဲ့ကျွန်မတို့တစ်ချိန်လုံးပြောခဲ့တယ်ပေါ့နော်ယင်းနှိမ့်မြုပ်နှံမှုလောက်ရမယ် liability ထက်စာလို့ရှိရင် SS ကို focus ထားရမယ်ဆိုပြီးတစ်ချိန်လုံးပြောခဲ့တာပေါ့အဲ့တော့ဒီကျွန်မတို့ရဲ့ပိုင်ဆိုင်မှုတန်ဖိုး SSD ထဲမှာတဲ့ဘယ် SS ကတဲ့အဲတန်ဖိုးအရှိဆုံး greatest SS ဖြစ်သလဲဆိုတော့ finance တန်းမှာ assets က2မျိုးရှိတယ်ပေါ့နော် tangible assets နဲ့ intangible assets ပေါ့အဲ့တော့ဒီမှာကျမတို့ရဲ့ပိုင်ဆိုင်မှု assets တွေအားလုံးထဲမှာတန်ဖိုးရှိဆုံး assets ကဘာဖြစ်မလဲဆိုလို့ရှိရင်ねကျမတို့ရဲ့ health စက်မကြီးနဲ့ time အချိန်ပဲဖြစ်ပါတယ်တဲ့ကျမတို့ကတဲ့တကယ်လို့ကျမတို့ရဲ့ health စက်မကြီးအတွက်သာ invest လုပ်မယ်ဆိုလို့ရှိရင်ねကျမတို့အတွက်အချိန်ကြီးအများကြီးရလာမယ်ပေါ့နော် အဲ့စကလုံးကသူကဘာပြောလဲဆိုရင် invest in your health that it will buy you more time ။ကျမတို့ကကျမနေမယ်ဆိုလို့ရှိရင်ကျမတို့လှုပ်ချင်တာတွေအားလုံးလှုပ်လို့ရတယ်လှုပ်ချင်တဲ့အရာတွေအားလုံးလုပ်ဖို့အတွက်လည်းအချိန်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တဲ့ invest in your health it will buy you more time နဲ့ကျမနေလှုပ်ချင်တာအကုန်လုပ်လို့ရတယ်အချိန်တွေလည်းပိုရတယ်ကိုလှုပ်ချင်တာအလုံးတွက်လည်းစီမံခန့်ခွဲနိုင်စွမ်းရှိတဲ့အတွက်ချောင်းမို့လို့တဲ့ကျမရေးတာလည်းအဓိကပေါ့နော်ကျမနေမှာအချိန်ဆိုတာလည်းရှိလာမယ်ကိုလှုပ်ချင်တာလှုပ်ဖို့လည်းအချိန်ဟာလည်းရလာမယ်အဲ့ဒါမှန်တယ်ဒီနော်ကျမတို့တကယ်လို့ကျမရေးမကောင်းလို့အဲ့ရပေါ်မှာလဲနေတယ်ဆိုလို့ရှိရင်ဘလောက်ပဲပိုင်ဆိုင်မှုပဲရှိရှိဘလောက်ပဲပညာတတ်တတ် ဘာတွေပဲယင်းဤမြုံဏထားထားပေါ့နော်အဲ့ဒါတွေအားလုံးကိုကျမတို့ကခန်းစားဆန်စားဖို့အတွက်ကျမတို့မှာအချိန်မရှိတော့ဘူးဒါကြောင့်မလို့တဲ့ greatest assets in our life ကဘာတွေဖြစ်မလဲဆိုရင် health and time နဲ့နောက်တစ်ခုသူပြောထားတဲ့ဟာလေးကပြောထားတဲ့ဟာလေးကဘာလဲဆိုရင် sit at a table တဲ့ where they talk about growth many and goals that not people တဲ့ကျမတို့ပြောချင်တဲ့အတိတ်ဖယ်ကတော့ကျမတို့ထိုင်ဝိုင်းဖွဲ့ပြီးစကားပြောတဲ့အခါမှာ ဥပမာပေါ့ table တစ်ခုကိုရွေးရမယ်ဆိုလို့ရှိရင်အဲ့ table မှာရှိနေတဲ့လူတွေဟာအမ်ကိုယ့်ရဲ့ group တိုးတက်ရာတိုးတက်ကြောင်းပြောနေတာမျိုး money ငွေရတံမိုးဘယ်လိုရှိတယ်ငွေဘယ်လိုရှာမလဲဆိုတဲ့အကြောင်းပြောနေတာမျိုးဒါမှမဟုတ်လို့ရှိရင်လည်းကိုကိုယ့်ရဲ့ရီမန်ဂျပန်နိုင်ကိုပြောနေတာမျိုးပေါ့နော်ရီမန်ဂျပန်နိုင်ဘယ်လိုရအောင်သွားမလဲရီမန်ဂျပန်နိုင်ဘယ်လိုရှိတယ်စသည်ဖြင့်အဲ့ဒီအကြောင်းသုံးခုကိုပြောနေတဲ့လူတွေရှိတဲ့ဆိုဝိုင်းဝန်တန်း join ပါတဲ့ not people လေလူတွေအကြောင်းပြောနေတယ်ဆိုပေါ်ဝိုင်းအောင်မချိုင်းပါနဲ့ဥပမာဟိုလူကတော့ဘာဖြစ်တယ်ဒီလူကတော့ဘာဖြစ်တယ်ဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုး comments တွေပေးနေတယ် judge လုပ်နေတယ်ဝိုင်းအောင်မချိုင်းပါနဲ့သဘောကတော့ပြောချင်တာကတော့အပေါင်းအသင်းပေါင်းတဲ့အခါမှာကိုလူရွေးချယ်တဲ့ environment ကိုရွေးချယ်တဲ့အခါမှာ networking ကို build လုပ်တဲ့အခါမှာအဲ့ဒီလူတွေဟာ growth ကိုယ့်ရဲ့တိုးတက်ရာတိုးတက်ကြောင်းကိုယ့်ရဲ့ goals ရည်မှန်းချက်ပန်းနိုင်ရဲ့အကြောင်း money ပေါ့နော်ငွေကိုဘယ်လိုရှာမလဲဘယ်လိုကြီးပွားတိုးတက်အောင်လုပ်မလဲဆိုတဲ့အကြောင်းပြောနေတဲ့လူတွေနဲ့တာပေါင်တင်ဆက်ဆံမှာပေါ့နော်လူတွေအကြောင်းဥပမာအရက်စားနဲ့ပြောရလို့ရှိရင်အတင်းပြောနေတဲ့လူတွေအကြောင်းသူများအကြောင်းစိတ်ဝင်စားနေတဲ့လူတွေအကြောင်းပြောနေတဲ့သကဝိုင်းကိုမကြွိုင်းပါနဲ့အဲ့လိုလူမျိုးတွေနဲ့အပေါင်းအသင်းမလုပ်ပါနဲ့ပေါ့နော်အဲ့တော့ဒီနေ့ဝေမျှခြင်းတဲ့အကြောင်းအရာလေးနှစ်ခုကတော့ greatest success in life ဒီကိုရီကျမတို့အားလုံးအတွက်ကျမ်းမာရေးသည့်အတိတ်ကကျမ်းမာနေလို့ရှိရင်ချမ်းသာတယ်ကျမ်းမာနေခြင်းဟာချမ်းသာခြင်းဖြစ်ပြီးတော့ကျမ်းမာနေရင်ကိုလုံးချင်တာလုပ်လို့ရတဲ့အတွက်အချိန်ပိုပြီးအများကြီးရလာနိုင်တယ်နံပါတ်1ကကြတော့ကိုအပေါင်းသင်းပေါင်းတဲ့အခါမှာပဲဖြစ်ဖြစ်ကို environment ကိုတည်ဆောက်တဲ့အခါမှာပဲဖြစ်ဖြစ်လူတွေ grow အကြောင်း money အကြောင်းပြီးရင်ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်းအကြောင်းပြောတဲ့လူမျိုးတနည်းအားဖြင့်ကိုယ့်ကို ကိုယ့်ရဲ့ grow ကိုယ့်ရဲ့ goals နဲ့ကိုယ့်ရဲ့ money ကိုတိုးတက်စေနိုင်တဲ့တိုးတက်စေနိုင်အောင်အကြံဉာဏ်ပေးနိုင်တဲ့လူမျိုးတွေနဲ့ပဲရွေးပေါင်းပြီးအဲ့လိုလူမျိုးတွေရဲ့စကားဝါးမှာပဲဝင် join မှာလူတွေအကြောင်းအတင်းဖြင်းပြောနေတဲ့လူတွေနဲ့အချိန်မကုန်ခံပါနဲ့လို့ဆိုလိုထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်